ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လမ်းစဉ်ရတဲ့အားတွေကိုပြန်လည်ထုတ်လွှင့်ပေးလဲရှိပါတယ်ကျွန်တော်တို့ဗာမင်းတင်ခါရဲ့တပည့်ရင်အောင်ခင်မြတ်ဖြစ်ပါတယ်ဒီဘက်မလ12ရက်ကနေပြီးတော့ဆက်ရှင်နေသည့်တောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာ ကိုယ့်ကိုဘယ်ကိစ္စမဆိုကျွန်တော်ကိုယ့်ကိုဘယ်ကိစ္စမဆိုမကြောက်ကြအောင်ကျွန်တော်တို့ဖျက်ချောက်ခံရတဲ့ရက်တွေဖြစ်တယ်။အာကိုဒါလုပ်မယ်ဆိုရင်မလုပ်သင့်ဘူး။အာဒီသွားမယ်ဆိုရင်မသွားသင့်ဘူး။တခုခုကိစ္စဆိုကိုယ့်ကိုဖျက်ချောက်ခံရတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ကိုယ့်ရဲ့တက်လန်းကိုယ့်ရဲ့လုံဆောင်ချက်တွေကိုကျွန်တော်တို့ပိတ်ဆို့ခံထားရတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဖိအားပေးခံထားရတဲ့ကျွန်တော်ချုပ်တီးမှုတို့ချုပ်ချယ်မှုတို့ခံရတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေတွင်မှာတော့ပြဿနာတွေကျွန်တော်တို့တတ်တတ်တယ်။အဲ့တော့ပြဿနာတွေကိုကျွန်တော်တို့မထိန်းနိုင်တဲ့တခုဖြစ်တဲ့ဆိုရင်ကျွန်တော်မထိန်းနိုင်တဲ့ဘာဖြစ်လို့လဲဆိုတော့စိတ်ရေးထားပြီးဆောင်ရွက်ပါ ဲ့တော့အဲ့ဒီလိုကျွန်တော်စေရေးထားပြီးဆောင်ရွက်မယ်ဆိုရင်အဲ့ဒီမကောင်းတဲ့ပြဿနာတွေဟာသူ့အလိုလိုနေရင်ကျွန်တော်တို့ဖြေရှင်းပြီးသားဖြစ်သွားမယ်ရက်တွေဖြစ်တယ်အဲ့တော့ဒါပေမဲ့တခုရှိတာကတော့ဒီလိုညမျိုးတွေမှာတော့ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလောက်ကန်ဆုံးဖြတ်မယ်ဆိုရင်တော့ကျွန်တော်တို့မလုပ်တင်နေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖောက်သူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့နိုင်ငံသားနဲ့ပတ်သက်တဲ့ကိစ္စတွေအဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စတွေထီတို့ဖနက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတုပိနပစ္စည်းတွေဓာတတုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေနေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမွေလိုပစ္စည်းမျိုးတွေပညာရေးဘာသာရေးသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေပွဲရုံပွဲစားပုံစံတော့မဲ့ကိစ္စမျိုးတွေပဲတို့ပြောင်းတို့ဖျဲတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာ တောက်ကြနေမွေးဖွားသူတွေဟာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားလောက်ကဆောင်ရွက်တင်လဲဆိုတော့ခရီးသွားပြီးလုံးဝမကိစ္စမျိုးတွေစကားလို့လာတဲ့ပို့ပြီးပြောရမယ့်ကိစ္စမျိုးတွေကျွန်တော်ကုန်းတို့ခြံတို့ကိုင်းတို့ငေးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေငချောင်ငချမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသီးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတတိထားပြီးလောက်ကဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ အဲတောက်ကြနေမွေးဖောက်သူတွေဟာကျွန်တော်တို့ဘာလေးတွေကိုအဓိကအားပြုပြီးလှုပ်တင်လဲဆိုတော့ကျွန်တော်တို့မြေရောင်းဝယ်ကိစ္စမျိုးဆိုရင်တော့ဒီလိုရံမျိုးတွေမှာကျွန်တော်ပိုလှုပ်တင်တယ်အဲ့တော့ယာလူနဲ့ပတ်သက်တာတွေကျွန်တော်တို့ပြောမယ်ဆိုမယ်အမွေနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ဆိုမယ်ဆိုရင်တော့ကျွန်တော်တို့အောင်မြင်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲတောက်ကြနေမွေးဖောက်သူတွေဟာရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းလို့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တီဟိုတညွန့်ရယ်ကျွန်တော်တို့ခန်းကိုတညွန့်ရယ်အဲ့နှစ်ခုကိုပေါင်းပြီးတော့ ကိုရောင်းကျင်တဲ့ပစ္စည်းတွေကားဆိုလဲကားတိုက်ဆိုလဲတိုက်အိမ်ဆိုလဲအိမ်မြေဆိုလဲမြေကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့တို့ထိရိုက်ခောက်ပြီးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့အိမ်တော်ရဲ့ခြေနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်အထင်ကုန်လေးတွေဖြစ်ပြီးမှကျွန်တော်အရှင်ပြေသွားမယ်အထင်ကုန်လေးဖြစ်ပြီးမှကျွန်တော်ကောင်းမွန်သွားမယ်ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာကနက်နံပါတ်တွေရွေးချယ်မယ်ကနက်နံပါတ်တွေကျွန်တော်တခုသုံးမယ်ဆိုရင်အချိုးပေးကန်ကောင်းစေတဲ့ကနက်နံပါတ်တွေဟာ2354ဆိုတဲ့ကနက်နံပါတ်တွေဟာ2354ဆိုတဲ့ကနက်နံပါတ်ကအချိုးပေးကန်ကောင်းစေတဲ့ကနက်နံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျန်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်တွေးနေပတ်သက်တဲ့ယောဂါလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာပဲကျွန်တော်ထူးထူးခြားခြားကိစ္စတွေအောင်မြင်အဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ် တခုထူးထူးခြားခြားကိစ္စတွေအောင်မြင်စေပြင်းခြင်းလိုပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လိုပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ကျွန်တော်တို့노ဒမင်းမက်ဆော့ဘုရားရှိခိုးတော်မြတ်ကြီးကိုနိုဒမင်းကျွန်တော်တို့တပွဲပေါ့နော်လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီလိုရံမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေကကိုယ့်ရဲ့ထူးထူးခြားခြားကိစ္စတွေကျွန်တော်တို့အောင်အောင်မြင်ကျွန်တော်တို့အဆင်ပြေသွားမယ်တပတ်တာဖြစ်သွားပါလိမ့်မယ်တောက်ကြနေမွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ